အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကအီရန်ကိုပြင်းထန်တဲ့ပိတ်ဆို့မှုတွေချမှတ်မယ်လို့ပြောကြားထားတဲ့အတိုင်းအောင်တန်တမန်ဂျိုဝမ်အားထုတ်မှုတွေကအီရန်ရဲ့နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်ပြီးအောင်မြင်မှုရရှိလိမ့်မယ်လို့မေဆလီရက်က ပြောကြားခဲ့ပါတယ်။ဒုတိယသက်တမ်းထန်းဆောင်နေချိန်အရှေ့လေပိုင်းကိုလာတဲ့ပထမဆုံးခီးစဉ်အတွင်းထရမ့်ကအီရန်အကြောင်းကိုကာတာခေါင်းဆောင်နဲ့ဆွေးနွေးခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ကာတာဟာကာလာရှေရန်သူတော်နိုင်ငံဖြစ်တဲ့အမေရိကန်အီရန်တို့နဲ့ဆက်ဆံရေးတွေကိုထိန်းထားတဲ့နိုင်ငံဖြစ်ပါတယ်။ တန်တမန်ရေးဟာအလွန်စိတ်ဝင်စားစရာကောင်းတဲ့ဖြည့်ရှင်းနည်းဖြစ်ပါတယ်။တန်တမန်နီလန်ဟာအလုပ်ဖြစ်မယ်ဆိုတဲ့ခံစားချက်ရှိပါတယ်လို့ဆော်ဝါရှိဟာမင်းဘင်ဟာမတ်အေဒါနီနဲ့တွေ့ဆုံခဲ့ပြီးတဲ့နောက်ထရမ့်ကပြောပါရယ်။အီရန်နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်ပြီးထိန်းချုပ်ထားတဲ့အစ္စရေးစီရဲ့တိုက်ခိုက်မှုကိုရှောင်လွှဲဖို့တမရကနီလန်ရှာလီရဲ့အစီအစဉ်မှာထရမ့်ရဲ့အဆိုအရကအီရန်နဲ့၄ချိန်ဆွေးနွေးထားပြီးဖြစ်ပါတယ်။ ကျွန်တော်ကအီရန်နဲ့သဘောတူညီချက်ရကြပါတယ်။ဖြစ်နိုင်မယ်ဆိုရင်ကျွန်တော်ကတခုခုလုပ်ချင်ပါတယ်လို့ထရမ့်ကမေ14ရက်အစောပိုင်းကရီယက်မြို့မှာပြုလုပ်ခဲ့တဲ့ပင်လယ်ကွေ့ RF ခေါင်းဆောင်တွေရဲ့ထိပ်သီးအစည်းအဝေးမှာပြောကြားခဲ့ပါတယ်။သဘောတူညီချက်အကောင့်ထဲပေါ်လာဖို့ဆိုရင်အကြံဖတ်မှုကိုစပွန်ဆာပေးနေတာရပ်ရပါမယ်။ proxy war တွေကိုရပ်ရပါမယ်။ညကလျာလန်းတွေပိုင်ဆိုင်အောင်လုပ်နေတာကိုအမြဲတမ်းအားဖြင့်ရပ်ဆိုင်ရပါမယ်။စစ်စင်းအတီးပြုလို့ရနိုင်တဲ့ပုံစံနဲ့ရပ်ရပါမယ်လို့ထရမ့်ကပြောပါရယ်။ ပေးဆိုမှုတွေကိုအပြည့်အဝအကောင့်ထဲပို့ဖို့နဲ့လုံလုံလျလျအကောင့်ထဲပို့ဖို့ကျွန်တော်တို့နဲ့အတူပါဝင်ကြဖို့နိုင်ငံအလုံးကိုကျွန်တော်ပြင်းပြင်းထန်ထန်တိုက်တွန်းပါတယ်လို့ထရမ့်ကပြောကြားခဲ့ပါတယ်။